martinlibrary.com. နာရယ်ခွန်စင်နေကြီးဆိုတဲ့အကောင့်ပေါ်မှာခွန်စင်နေကြီးရေးနေတကယ်တော့ဘာတွေရေးပါလဲဆိုရင်လူမှုရေးနဲ့ပတ်သက်တာရယ်ဘာသာရေးနဲ့ပတ်သက်တော့အကြောင်းအရာများနိုင်ငံရေးနဲ့ပတ်သက်တော့အကြောင်းအရာများကိုခွန်စင်နေကြီးရေးတာမဟုတ်ပါဘဲနဲ့ ရည်သားခြင်းမျိုးပြုလာပါတယ်။အဲဒီမှာကျတော့ပြိသက်တွေကကိုယ်စိတ်လို့ကိုယ်စိတ်ကိုထင်မြင်လွဲမခြင်းခံရပါတယ်။ဒီနှစ်ကြော်ကြော်ကိုယ်စိတ်တောင်းခဲ့တာပါ။အဲဒီ Facebook အကောင့်ကို24ရက်6လ2013ခုနှစ်မှာအဲနေ့လည်းသက္ကနာရောက်ကဟက်ခံလိုက်ရပါတယ်။ Facebook အကောင့်ကအဟက်ခံလိုက်ရတယ်။သူမရည်သားတဲ့အရေးသားတွေသူမပြောတဲ့အပြောတွေကိုသူရေးသားတဲ့အောင်ပြောတဲ့အောင်ဆိုပြီးတော့ ကျေပါကြတော့ပြည်ထောင်မိပါပါတို့ဥပညာရှင်တွေကိုတော့သင်္သာရီကျော်လို့လည်းကျုံပါတယ်သင်္သာရီကျော်လည်းဆက်နေတဲ့ဒီမားတွေကိုရှင်းလင်းပြပြခဲ့ပါတယ်ဒါပေမဲ့ခွန်သိန်းကြီးဒီမှာကြတော့တို့ဥပညာရှင်တွေလိုမျိုးမဟုတ်ပဲနဲ့သူရဲ့စာမျက်နှာမှာဒီလောက်ချံရေးသားပြောဆိုလာတာတွေကသမယိုးကြမဟုတ်ပဲနဲ့ဘာသာရေးတို့နိုင်ငံရေးတို့ပါ ပြောချက်ပြီးတင်လာတဲ့အခါသူ့အနေနဲ့ကျတော့ပုံပြီးပြင်းထန်တဲ့သဘောမျိုးခံစားနေရပါလေ။ဒီကိစ္စကလည်းအနည်းငယ်သမားတွေပဲဖြစ်ဖြစ်တော့ဘူးမဆိုတော့နော်။အဲ့ဒါကိုလည်းအချိန်ကြီးတော့ပဲဖြစ်တာဖြစ်ရအောင်လို့လုပ်လို့လုပ်ရဲလို့ရေးကြောက်တယ်။ပြိတ္တကလည်းကြံစည်မှုထားတယ်။ ခွန်စင်က Facebook ကိုလည်းကြွန့်ကြွန့်ချင်ချင်မသုံးတတ်ပါဘူးဟိုဘယ်လိုပြောမလဲအထက်ထဲဝင်ဝင်လည်းတိတ်နားမလဲပါဘူးအပေါ်ရန်ကြောပဲသုံးတာဖြစ်တဲ့အတွက်ကိုအဓိကသုံးတာကတော့ကိုလုံနေတဲ့လုပ်ငန်းတွေကိုလုံနေတဲ့အမှုပညာတွေအားလုံးကိုဒီနေ့ရိုက်ကွင်းရှိရဲဆိုရိုက်ကွင်းရပုံတွေကိုတင်ပြပါတယ်ကိုရဲ့အလားတက်ပုံတွေတင်ပြပါတယ်အဓိကတော့ဒါပဲကိုကိုမိတ်ဆက်တဲ့လူတွေကိုကိုဟိုစကားပြောတဲ့လူတွေနဲ့အချိန်အားရအားသလိုပြောပြပြပါတယ် ိကဒါပဲအဲထွေထူးထူးဘာမှနည်း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 ဘာမှသုံးဆွဲတာမရှိဘူးပေါ့နော်ကိုသုံးတာကတော့ကိုလုံနေတဲ့နှုပညာကိုပြည်သူပြည်သက်သိအောင်လို့တင်ပြတာတစ်ခုကိုအဓိကပဲထားပါတယ် Facebook ကဒီလိုမျိုးကိုလက်တလောအနေထားမှာကိုစိုးရွားမှုလေးတွေကိုအတွက်နောက်ဆက်စိတ်နောက်ဆက်လေးတွေဖြစ်စရာလေးတွေထိခိုက်စရာဖြစ်နိုင်တဲ့အကြောင်းအရာလေးတွေပေါ်လာတဲ့အတွက်ကိုခွန်စင်က Facebook သုံးရမှာအရင်ကြောက်သွားပါတယ်အဲ့တော့အဲ့ဒီပထမ hack ခံထားတဲ့ account ဟက်ပြီးတဲ့၄ရက်မြောက်လောက်မှာအစ်စ်အကောင့်အစ်စ်ထပ်ဖွင့်လိုက်တယ်။ထပ်ဖွင့်လိုက်တဲ့အကောင့်ကလည်းအခုထပ်ပြီးဟက်ခံရတယ်။ဟက်ခံရတဲ့အတွက်ကိုလည်းအဲ့ဒီတကယ်ချင်းတယောက်ကနေပြီးတော့ပြန်ယူပေးတဲ့အတွက်ကိုအဲ့ဒီအကောင့်ပြန်ရတယ်။ဒါပေမဲ့ခွန်စင်ကအကောင့်သုံးဖို့ Facebook အကောင့်ကိုသုံးဖို့တော်တော်လေးကိုကြောက်သွားပါတယ်။အဲ့ဒီအတွက်ကိုအဲ့ဒီ Facebook နဲ့ပတ်သက်ပြီးတော့ခွန်စင်ကဒီနေ့ဒီချိန်ကစပြီးတော့မသုံးတော့ပါဘူး။ ဘယ်အကောင့်မှလည်းမသုံးတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Facebook သုံးရမှာအရန်ကြောက်သွားလို့ပါ။မတော်တဆကိုအစ်စ်ဖွင့်ထားတဲ့အကောင့်ကိုထပ်ဟက်ခံရပြီးတော့ပက်ကရီထပ်ရေးခဲ့မယ်ဆိုရင်ကျွန်မတို့အများကြီးနစ်နာမှုတွေရှိပါတယ်။အဲ့အတွက်ကိုခွန်စင်အဲ့ဒီအစ်စ်ဖွင့်ထားတဲ့အကောင့်ထဲမှာလည်းတငယ်ချင်းတွေတော်တော်များများ၄000 5000လောက်ရှိနေပါပြီ။ဒါပေမဲ့လည်းခွန်စင်အဲ့ဒီအကောင့်ကို delete လုပ်ပစ်ထားပါတယ်။၁၄ရက်အတော်အတွင်းပြတ်မယ်လို့လည်းပြောပါတယ်။ delete လုပ်ပေးတဲ့လူက အဲ့တော့14ရက်ဆိုတော့15ရက်နေ့6လပိုင်း9လပိုင်း15ရက်နေ့ကဒလိလောက်ထားတာဒီ9လပိုင်းကုန်လို့ရှိရင်အကုန်လုံးပြတ်သွားပါပြီအဲ့တော့ခွန်စင်နေကြီး Facebook လုံးဝမသုံးတော့ပါဘူးလက်ရှိဟက်ခံထားတဲ့အကောင့်ကတော့ပြတ်မှာမဟုတ်သေးပါဘူးအဲ့တော့ခွန်စင်ပြောချင်တာခွန်စင်ကဒီအကောင့်သုံးတာ Facebook သုံးတာကိုမကျွမ်းကျင်ပါဘူးအဲ့လိုကျွမ်းကျင်တဲ့သူရှိမယ်ဆိုရင်ခွန်စင်ရဲ့အခုဟက်ခံထားတဲ့အကောင့်ကိုပေါ့နော်ပြတ်သွားအောင်လို့ဖျက်ပေးဖို့အတွက်ကူညီပေးမဲ့လို့ရှိရင်အကူညီတောင်းခံချင်ပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီအဲ့ဒီအကောင့်ကြီးပြတ်သွားပါမှခွန်စင်နေကြီးရဲ့ ဘောပေါ်မှာမဟုတ်တာတွေဘယ်လိုပြောမလဲခွန်စင်မရေးတယ်မရေးဘဲနဲ့ရေးတကယ်တော့ရေးနေတာတွေရက်သွားမှာပေါ့နော်အဲ့အတွက်ကိုအဲ့တော့ခွန်စင်ရဲ့ Facebook ကိုဖျက်ပေးဖို့ကျွမ်းကျင်တဲ့သူများရှိမယ်ဆိုရင်လက်လန်းမိတဲ့သူတွေကခွန်စင်နဲ့ဆက်သွယ်ပေးပါခွန်စင်ကိုအကူအညီပေးပါလို့ဒီနေ့ကနေပြီးတော့အကူအညီတောင်းခံချင်ပါအဲ့အတွက်ကိုခွန်စင်ကလည်းဟိုဘယ်လိုပြောမလဲနိုင်ငံရေးလည်းမလုပ်ပါဘူးပြီးတော့ဘာသာတိုင်းမှာရှိတဲ့လူတွေအားလုံးဟာလည်းခွန်စင်နေကြီးရဲ့ပြိတ္တတွေထမင်းရှင်တွေပါအဲ့တော့ပြိတ္တတွေအားလုံးဘာသာတိုင်းမှာရှိတဲ့ပြိတ္တတွေအားလုံးကို ထူးတံမိုးထားလေးစားပါတယ်အဲ့ဒီအတွက်ကိုဘလူနီးနဲ့မှပြိသက်ကိုစော်ကားတဲ့အကြောင်းအရာစကားမျိုးဆိုတာကိုစဉ်းအောင်စဉ်းစားမိပါအဲ့အတွက်ဒါခွန်စင်နေကြီးမဟုတ်ပါပဲနဲ့ဟက်ဟက်လိုက်တဲ့ဟက်ကတယောက်ကပောက်ရည်ရှောက်တင်လာတာကိုခွန်စင်ကအခုလက်တလုံးမှာကိုလောက်ပါတယ်ဆိုပြီးခံစားနေရတာပြိသက်ရဲ့အမြင်တင်ဆောင်မှုလေးတွေခံစားနေရတာအဲ့အတွက်ကို အဲ့လိုမျိုးတွေမဖြစ်အောင်လို့ခွန်စင်နေကြီးအဲ့အကောင့်မတုံးပါဘူးခွန်စင်မဟုတ်ပါဘူးဆိုတော့ဒီကနေပြီးတော့ပြိသက်တွေသိအောင်လို့ပြောပြပေးချင်တာပါအာစကားလက်ဆောင်ဆိုရင်တော့ခွန်စင်လောက်ကင်ဆောင်ရွက်နေတဲ့အမှုပညာအစိုးပိုင်းတရုတ်ဆောင်ပိုင်းအားလုံးပေါ့နော်ခွန်စင်တက်နိုင်တဲ့အနေထားတက်နိုင်တဲ့အရွယ်အားလုံးနဲ့ဟိုခွန်စင်လောက်ကင်သွားမှာပါအဲ့တော့ခွန်စင်ကိုချစ်ခင်စွာနဲ့အားပေးနေတဲ့ပြိသက်တွေကိုလည်းခွန်စင်ကအရန်ကျေးဇူးတင်ပါတယ်ဆက်လက်လှူရှာမယ့်အမှုပညာလမ်းကြောင်းကိုလည်းဖြောင်ပြမှုလေးတွေရှိအောင်လို့မေတ္တာတွေပေးပြီးတော့ခွန်စင်ကိုဆက်လက်အားပေးပါလို့ပြောချင်ပါတယ်